စီစဉ်နေမစတင်ခင်မှာစင်မအနေနဲ့မြင့်တာရက်ခံချင်တာကတော့စမတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစမတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစမတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะအားလုံးပဲမင်္ဂလာပါတရှိခွန်ကဘင်္ဂနာကနေပြန်လည်ကြိုဆိုလိုက်ပါတယ် မြန်မာတက္ကရာ1389ခုနှစ်မှာကြားရောက်မဲ့မြန်မာစကြံအခါသမယမှာစိတ်အီချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာကောင်းဝင်းကလည်းဥစာဗနာမှာနှုတ်ခွန်းဆက်သလိုက်ပါတယ်ယနေ့ကြားရောက်မဲ့1389ခုနှစ်မှာခွနရသားသမီးများဘေးဘီယာကင်းဝေးကြပြီးတော့အာဒါမိမိတို့တက်လမ်းမဲ့ကိစ္စမှာလည်းအ мян ဆုံးအဒီကြော်လွားနိုင်ကြပါစေကိုလုံးမဲ့အရာမှန်သမျှမှာလည်းအ мян ဆုံးအဒါအကောင့်ထဲပို့နိုင်ပါစေလို့ဆရာကဒါမြတ်တာပို့ပေးလိုက်ပါတယ် ဆိုတော့ဆရာကုတခါပြောပြပေးမှာကကြတော့အဲဒီပေါ့နော်အဲဒီတကြံကာလာအတွင်းထဲမှာ900သားသမီးများမုတ်တေလှူတဲ့ခါမှာပေါ့နော်အရေရရာလေးလည်းဖြစ်တယ်အဲဒါမြန်မာလူမျိုးဆိုတာကအလူတန်းနဲ့မကင်းတဲ့လူမျိုးဖြစ်တယ်ပေါ့နော်အလူတန်းရရောကြတယ်အလူဆိုလက်မနေတဲ့လူမျိုးတွေဖြစ်တဲ့အတွက်အဲဒါမြန်မာတကြံမှာလည်းဒါလူတန်းမှုတွေကဒါအနေနဲ့များပြုလုပ်ကြမယ်ပေါ့နော်ဆိုတော့နေသားအလိုက်လေးတွေလည်းဘလို့လူရင်ကောင်းမလဲအကိုလူတဲ့အရာလေးကဘလို့ဓာတ်လေးတွေရှိမလဲဘလို့ဓာတ်မိမလဲဘယ်ဟာလေးတွေလူရင်ကိုယ့်အတွက်ဘလို့ကောင်းမလဲဆိုတာမျိုးက ကိုဆရာကဒီနေရာမှာပြောပြပေးသားမှာပဲဖြစ်ပါတယ်။ယခုကြားရောက်မဲ1389ခုနှစ်ပေါ့နော်မြန်မာတက္ကရာ1389ခုနှစ်ဟာရံပရိပခတွေများမဲ့နှစ်ဖြစ်တယ်ပေါ့နော်။ပရိပခဆိုတာကကြတော့ဒါကကုနာကပြောသလိုအဲရံနေများတာမျိုးတယောက်နဲ့တယောက်အဆင်မပြေဖြစ်တာမျိုးတဲ့နေတဲ့လူတွေကနေပြန်ပြီးတော့ရံဘက်ဖြစ်သွားတာမျိုးလေးတွေအဲ့လိုလေးတွေကြုံရနိုင်တယ်ပေါ့နော်။ပြီးတော့အရာရာကိုစိတ်ထင်းရမယ်ဒေါသအလျောက်ပြုတ်မှုပြောဆိုတာတွေကိုအဲ့တော့ကိုကရှောင်ကျင်မိရမယ်ပေါ့နော်။ရှောင်ကျင်ရမယ်။အရင်နှစ်က1386ခုနှစ်ပေါ့နော်။ 1386ခုနှစ်မှာဗုဒ္ဓဦးကျော်အားပေါ်အဓိပတိဌာနကိုရောက်နေတယ်ပေါ့နော်အဓိပတိဌာနကိုရောက်နေတယ်ဆိုတော့ယခုနှစ်မှာအဲ့ဒီမရဏဌာနကိုပေါ့ဒါထိုးဆင်းသွားတယ်ပေါ့နော်ထိုးဆင်းသွားတယ်မရဏဌာနကိုရောက်သွားတယ်အဓိပတိလိုနေရာကနေမရဏဌာနကိုရောက်ရှိသွားတာဖြစ်တဲ့အတွက်စိတ်ကိုမြှင့်တင်ထားတာမျိုးလေးတွေကိုယ့်ရဲ့လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးတော့ငါဘာလုပ်မယ်ငါဘာလုပ်မယ်ဆိုပြီးတော့စိတ်ကိုမြှင့်တင်ထားတာမျိုးလေးတွေဆိုလို့ရှိရင်တော့အရန်ကြီးကိုကဒီပြောမယ်ဆိုလို့ရှိရင်အဓိပတိဆိုတဲ့နေရာမျိုးကဒါဘဝင်မြင့်တက်တာအဲဒီအမြင့်အမြင့် င်မှန်းတတ်တာပေါ့နော်အဲ့လိုအမြင်မှန်းတတ်ရာကနေဝုံနဲ့ဆိုပြီးတော့အောက်ကိုပြုတ်ကျတတ်တဲ့ကံကြမ္မာကံကြမ္မာခွေမျိုးပေါ့နော်ဆိုတော့ဒါလေးကိုကိုကသတိထားပေးရမယ်အလွယ်လဲချော်ချော်လေးတွေဖြစ်တတ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကလုပ်ငန်းတွေကိုပေါ့အစာပြိုးထားတဲ့သူတွေ1300 86ခုနှစ်မှာလုပ်ငန်းတွေကိုအစပြိုးထားတဲ့သူလေးတွေကအခုဒီနှစ်ထဲမှာဆိုလို့ရှိရင်ဟာငါနောက်နှစ်ထဲမှာပို့ပြီးစူးစမ်းမယ်ဒီနှစ်ထက်ငါပို့ပြီးတော့လုပ်ငန်းတွေကိုပုံမချဲ့ထွေမယ်ဆိုပြီးတော့ပြုလုပ်ထားတာဆိုလို့ရှိရင်တော့အဆင်မပြေလေးတွေဖြစ်သွားစေတတ်တယ်ကိုကအားကျုံးမှန်တဲ့နဲ့လုတ်ကင်ထားပြီးမယ်ဒီနှစ်ထဲမှာအရာရာကပေါ့နော်အခက်ခဲလေးတွေဖြစ်မယ်အဒီလူမှုရေးပိုင်းနဲ့ပတ်သက်တာအဒီလုပ်ငန်းပိုင်းနဲ့ပတ်သက်တာငွေရေးကြေးပိုင်းနဲ့ပတ်သက်တာလေးတွေမှာအနည်းနဲ့များဒါအနှောက်အယှက်လေးတွေဝင်စေတတ်တယ်ပေါ့နော် ပြီးတော့ဒီလိုအခြေအနေမျိုးမှာငွေကြေးနဲ့ပတ်သက်တာမျိုးတွေကလည်းအခက်အခဲအနေနဲ့များဖြစ်စေတတ်တယ်ပေါ့နော်ဆိုတော့ဆရာဒီနေရာမှာပဋိပက္ခလေးတွေကနေကေဝေးသွားအောင်ဆိုပြီးတော့ကိုကမြန်မာလူမျိုးဖြစ်တဲ့အတွက်အင်္ဂလိပ်လူမျိုးနှစ်မျိုးမဟုတ်ဘဲနဲ့မြန်မာလူမျိုးဖြစ်တဲ့အတွက်မြန်မာတက္ကသိုလ်1989ခုနှစ်အဲကြရောက်ပြီးဆိုတာနဲ့ကိုရဲ့မြန်မာမွေးနှစ်ဖြစ်ပြီပေါ့နော်အဲ့ဒီလိုအချိန်ကကြရောက်ပြီးဆိုတာနဲ့ကိုကအာဒီလှူဒန်းရမယ့်အရာလေးပေါ့နော်လှူဒန်းလိုက်ပြီးဆိုတာနဲ့ဒါရေဒီယာလေးတစ်ခုလည်းဖြစ်မယ်ကိုကလှူဒန်းမှုလေးလည်းကိုကပြုလုပ်မယ်ပေါ့နော်အော်ငါဘာလေးလူဝင်ကောင်းမလဲဆို ုပြီးတော့ကိုကတွေးထားမယ်အဲ့လိုຢာမျိုးတွေမှာဩအဲဆရာကူးပြောလိုက်တဲ့ຢာလေးနဲ့ကိုက်ညီသွားမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်အတချို့ကြရင်လည်းဟာငါဘာလူရင်ကောင်းမလဲဘယ်နေ့မှဘာလူရင်ကောင်းမလဲဆိုပြီးတော့ကိုကတွေးထားမယ်အဲအဲ့ဒါလေးဆိုလို့ရှိရင်အဲဆရာကူးပြပြပေးမယ်ຢာလေးတွေကိုလှူထားလိုက်မယ်ဆိုလို့ရှိရင်တော့အဲရန်ခတ်သိန်းနဲ့ကင်းဝေးမယ်ရေတရားခြေပြီးသားလည်းဖြစ်မယ်နှစ်သစ်ကိုအလူတစ်ခုနဲ့စတင်ရမှာဖြစ်တဲ့အတွက်ဘေးပြာရီလည်းကင်းဝေးမယ်ကိုလူချင်တာဖြစ်ချင်တာလေးတွေလည်းဒါဖြစ်သွားနိုင်တယ်လို့ဆရာက မြစ်တာပြုပြီးတော့ဆရာပြပြပေးကြပါရနော် ကျွန်တော်ပထမဦးဆုံးနေသားပေါ့နော်ပထမဦးဆုံးနေသားကတော့တနင်္ဂနွေသားသမီးများနော်တနင်္ဂနွေသားသမီးများအဲကြာရောက်တဲ့နေ့ကလည်းတနင်္ဂနွေသားသမီးများရဲ့နေ့ဖြစ်တယ်တနင်္ဂနွေနေ့ဖြစ်ဖြစ်တယ်ပေါ့နော်ဒကြံအကျိုးနေ့ပေါ့နော်ဒကြံအကျိုးနေ့ဖြစ်တယ်အဲ့ဒီနေ့မှာတနင်္ဂနွေသားသမီးများလှူဒန်းလို့ရမယ်မဟုတ်ပေါ့နော်လှူဒန်းလို့ရမယ်မဟုတ်လေးကတော့အုံနို့တာကူပေါ့နော်အုံနို့တာကူတော့အုံထမင်းတို့ကိုလှူဒန်းပေးရမှာပဲဖြစ်ပါတယ် နောက်တစ်ခုကတော့ဒါတလင်းလာသားသမီးများပေါ့နော်တလင်းလာသားသမီးများကြားရောက်မဲ့နေ့ကတော့အဲဒါတလင်းလာနေ့ဖြစ်တဲ့ဒကြန်အကြနေ့ပေါ့နော်အဲဆိုတော့ဒကြန်အကြနေ့မှာလှူဒန်းပေးရမယ့်အရာကတော့နိုထမင်းတို့နော်နိုထမင်းလှူလို့ရတယ်အဲဒါဒန်ပေါက်တို့နော်ထောပတ်ထမင်းတို့ဒါသိညာသိညာလေးတွေကိုကရက်ွက်ထဲမှာမလှူရင်တောင်မှဒါတန်ကားလေးတွေကိုလည်းလှူဒန်းလို့ရတယ်အကယ်၍ကိုကအိမ်မှာစွန့်ကတ်ချင်တာမျိုးဆိုလို့ရှိရင်လည်းခုနကပြောသလိုဒန်ပေါက်တို့ထောပတ်ထမင်းတို့ကိုလှူဒန်းပေးလို့ရပါတယ် ပြီးတော့ဒါအဲဒီအလွယ်တကူပြုလုပ်လို့ရတဲ့အလူလေးတစ်ခုဆိုလို့ရှင်တော့노티ခွအအေးပေါ့နော်노티ခွအအေးလေးတွေကိုလှူဒန်းပေးတာမျိုးတွေဆိုလို့ရှင်တော့ပို့ပြီးတော့ဓာတ်မိမယ်တက်ထိမယ်ပြီးတော့ကိုဖြစ်ချင်တာလေးတွေလည်းဖြစ်သွားနိုင်တဲ့အရာရာလည်းအဆင်ပြေအောင်မြင်နိုင်တဲ့အဲဒါမဟုတ်လူရဲတွေရာလေးဖြစ်ပါတယ်။နောက်ထပ်နေသားလေးကတော့အင်္ဂါသားသမီးများပေါ့နော်။ကြာရောက်မဲ့နေ့ကလည်းအင်္ဂါနေ့ဖြစ်ပါတယ်။အဲဒီနေ့ကဒကြံအကြက်နေ့ဖြစ်တယ်ပေါ့နော်။ဒကြံအကြက်နေ့ဖြစ်တယ်။အဲဒီနေ့မှာလှူဒန်းပေးရမယ့်အဲဒါမဟုတ်လေးကတော့တာကူပေါ့နော်။တာကူမှရိုးရိုးတာကူရှိတယ် ယ်ရိုးရိုးတာကူနဲ့ကစုံဦးတာကူဆိုပြီးတော့ရှိတယ်ပေါ့နော်ရိုးရိုးတာကူနဲ့ကစုံဦးတာကူတာကူပေါ့နော်ကိုတင့်တလို့လူတန်းလို့ရတယ်ပြီးတော့မုံတက်ရှိလို့ခေါ်တယ်မုံဟင်းကားပေါ့နော်အဲ့ဒါလေးတွေကိုလည်းကိုကလူတန်းပေးလို့ရပါတယ်အမုံဟင်းကားဆိုတာဒါပါပဲဖြစ်ဖြစ်ဘယ်နေရာမှာမဆိုမြန်မာလူမျိုးတွေကဒါအလူတန်းလေးတစ်ခုအနေနဲ့လူတန်းကြတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာအင်္ဂါနေ့လိုနေရာမျိုးမှာမုံတက်ရှိလို့အရာမျိုးကိုလူတန်းပေးမယ်ဆိုလို့ရှိရင်ဒါပို့ပြီးတော့အောင်မြင်မှုလည်းရမယ်အဆင်ပြေမှုတွေလည်းရမယ်မုံတက်ရှိလို့အရာမျိုးကိုမြန်မာလူမျိုးတွေကလည်းသဘောကျ ချန်နှိမ့်ဆိုင်တာဖြစ်တဲ့အတွက်အကောင်းမွန်တဲ့လူဒန်းမှုတစ်ခုအနေနဲ့ရှိနေနိုင်တယ်လို့ဆရာကပြောပြပေးကြပါရနော်။နောက်ထပ်နေသားသမီးတူအနေနဲ့ဗုဒ္ဓဟူသားသမီးများဗုဒ္ဓဟူသားသမီးများမှာလည်းယာဟူသားသမီးများယာဟူသားသမီးများလည်းပါတယ်ပေါ့နော်။အဗုဒ္ဓဟူနဲ့ယာဟူနဲ့ကနေချင်းကွဲပြီးမယ်အချိန်ချင်းကွဲပြီးမယ်နေချင်းကတော့တူတူပဲပေါ့နော်။အဲဆိုတော့အဒီဗုဒ္ဓဟူသားသမီးများရဲ့အနေကလည်းအဲ့ဒီကဗုဒ္ဓဟူနေ့ဖြစ်တဲ့ဒကြံအတက်နေပေါ့နော်။ဒကြံအတက်နေဖြစ်တဲ့အဲ့ဒီနေ့မှာလှူဒန်းပေးရမယ့်မုတ်လေးကတော့ဘဲဥပဲကလာဟင်ပေါ့နော်။ဘဲဥပဲကလာဟင်လှူဒန်းပေးရမယ် ်မုတ်လုံးရေပေါ်တို့မုတ်လက်ဆောင်တို့ကိုလှူဒန်းပေးရမှာပဲဖြစ်ပါတယ်။ နောက်ထပ်နေသားသမီးတဦးအနေနဲ့ဆိုလို့ရှိရင်တော့ကြာသာပတိသားသမီးပေါ့နော်အဲ့ဒီနေ့ကလည်းကြာသာပတိနေ့ဖြစ်တဲ့နှစ်ဆန်းတရက်နေ့ပေါ့နော်ဒီနေရာမှာဆရာပြောပြပေးချင်တာကကိုကပေါ့နော်ဒကြံအတွင်း၄ရက်မှာပဲလှူခြင်းနေဆိုလို့ရှိရင်တော့အဲ့ဒီအပေါ်မှာပါတဲ့နေ့နေသားလေးတွေနဲ့တွဲပြီးလှူလို့ရတယ်ပေါ့နော်အပေါ်ကသားသမီးလေးတွေနဲ့ဥမာတနင်္ဂနွေသားသမီးနဲ့တွဲလှူမယ်ဆိုလို့ရှိရင်တနင်္ဂနွေသားသမီးကအုံလို့အတာကိုလှူတယ်ဆိုလို့ရှိရင်ကိုကလည်းအခုပြောပြမယ့်အရာလေးတွေနဲ့တွဲပြီးတော့လှူလို့ရပါတယ်အဲ့ကြံတဲ့နေ့တွေမှာလည်းမလှူခြင်းမလှူပါဘူးလားလို့မဟုတ်ဘူးကြံတဲ့နေ့တွေမှာလည်းလှူဒန်းမှုပြုလို့ရပါ ါရင်เนาะဆိုတော့ကဲ၍နှစ်ဆန်းတည့်ရက်နေ့မှာလှူဒန်းကျင်တယ်ဆိုလို့ရှင်เนาะအလွယ်ကူဆုံးလှူဒန်းလို့ရတာကတော့လက်ဖက်ထမင်းဖြစ်ပါတယ်အဲ့ဒီနေ့မှာလက်ဖက်ဆိုတဲ့အရာကပေါင်ကျင်ကိုကနံဖြစ်တယ်ပေါ့เนาะပြီးတော့နှစ်ဆန်းတည့်ရက်နေ့ဖြစ်တဲ့အတွက်မြန်မာလူမျိုးတွေရဲ့ပထမဦးဆုံးရက်လို့လည်းပြောလို့ရတယ်ဒါလက်ဖက်ထမင်းပေါ့เนาะလက်ဖက်ထမင်းဆိုတာကဒီပြောမယ်ဆိုလို့ရှင်နဝင်းတက်လဲမိတဲ့အဲဒါအစားအစာလဲဖြစ်တဲ့အတွက်ကောင်းချင်းလေးတွေလဲဖြစ်ပေါ်နိုင်တဲ့အတွက်အဲ့ဒီနေ့မှာလက်ဖက်လက်ဖက်ထမင်းကိုလှူဒန်းပေးလို့ရပါတယ်လို့ဆရာကပြောပြပေးခြင်းပါတယ်နောက်ထပ်နေသားသမီး တူးအနေနဲ့ကတော့တောက်ကြသားသမီးဖြစ်ပါတယ်။တောက်ကြသားသမီးကလည်းဒါကြာရောက်မဲ့နေ့ကတော့နှစ်ဆန်း၂ရက်နေ့ဖြစ်ပါတယ်။နှစ်ဆန်း၂ရက်နေ့ပေါ့နော်။အဲ့ဒီနေ့မှာလူတန်းပေးရမယ့်မုတ်ကတော့စီထမင်းနဲ့ဇီးဖြော်ရည်ဖြစ်ပါတယ်။အဲဒါအစင်ပြေရာတင့်ရလေးကိုလူတန်းလို့ရတယ်။အဲဆရာကူနာကပြောသလိုပထမရက်ဒီမှာတကြံတွင်း၄ရက်မှာပဲလူကျန်တယ်ဆိုလို့ရှိရင်တော့ပထမအပေါ်ကနေ့သားသမီးနေနဲ့ပေါင်းပြီးတော့လူတန်းနာမျိုးတွေကိုပြုလုပ်ပေးလို့ရတယ်။အကြွေပေါင်းမလူတန်းဘူးဆိုလို့ရှိရင်လည်းကိုရိုင်းတအူးတအူးတပါလာတယ်။လူတန်းမယ်ဆိုလို့ရှိရင်လည်းအပေါ်ကမုတ်လေးတွေနဲ့တွဲပြီးတော့ ့လှူဒန်းလို့ရပါတယ်။နောက်ဆုံးနေ့သားသမီးကတော့စနေသားသမီးများပဲဖြစ်ပါတယ်။စနေသားသမီးများရဲ့ရက်ကလည်းစနေနေ့ဖြစ်တဲ့အဲ့ဒီနေ့ကနှစ်ဆန်း၃ရက်နေ့ဖြစ်ပါတယ်။အဲ့ဒီနေ့မှာလှူဒန်းပေးရမယ့်မုတ်ကတော့အဲဒါမြန်မာတွေလည်းအလွယ်တကူဒါလှူလို့ရတယ်ပေါ့နော်။ကြာစံကြောခောက်ဆွဲကြောဖြစ်ပါတယ်။ကြာစံကြောခောက်ဆွဲကြောနဲ့ငချိတ်ပေါင်းဖြစ်ပါတယ်နော်။အဲကောင်းရင်ပေါင်းမှာမှငချိတ်ပေါင်းဖြစ်ပါတယ်။အဲ့လိုရမျိုးကိုကလှူဒန်းပေးမယ်ဆိုလို့ရှိရင်အဲဒါကောင်းရင်လေးတွေလည်းဖြစ်လာမယ်။ကြာစံကြောခောက်ဆွဲကြောရဲ့ထက်ကူကလည်းအဲဒီပြောမယ်ဆိုလို့ရှိရင်ကောင်းတယ်ပေါ့နော်။ ော်ကောင်းမွန်တဲ့ဓာတ်ဖြစ်တဲ့အတွက်အဲဒါကိုကလှူဒန်းမှုတစ်ခုအနေနဲ့အဲ့ဒီနေ့မျိုးမှာလှူဒန်းလို့ရတယ်အကယ်၍ဒီနေ့မှမဟုတ်ဘဲနဲ့ကြံတွင်း၄ရက်ထဲမှာလှူဒန်းကျင်တယ်ဆိုလို့ရှိရင်တော့အပေါ်မှာပြောထားတယ်အဲ့ဒီမုတ်လေးနဲ့တွဲပြီးလှူဒန်းတာမျိုးဒါမှမဟုတ်လို့ရှိရင်အခုပြောတဲ့အရာမျိုးကိုပဲတီးတန့်လှူဒန်းတာမျိုးကိုပြုလုပ်ပြီးမယ်ဆိုလို့ရှိရင်တော့ကောင်းချင်းလေးတွေဖြစ်ပေါ်လာနိုင်တယ်လို့ဆရာကပြောပြပေးကြပါတယ်နော်ဒါကတော့ပฏิပခလေးတွေကနေကင်းဝေးအောင်လို့နှစ်သက်အစမှာအလှူဒန်းတစ်ခုအနေနဲ့ဖြစ်သွားအောင်လို့ဆိုပြီးတော့အဲဆရာကဒါဒီပြောမယ်ဆိုရင် မုတ်လှူနီးပေါ့နော်အဲဒါရရရလေးဖြစ်တဲ့ ဲမုတ်လူနီးလဲဖြစ်တဲ့အရာလေးကိုဆရာကပြောပြပေးတာပဲဖြစ်ပါတယ်1389နှစ်ခုနှစ်မှာကြာရောက်တဲ့မဟာတကြံအချင်းခါသမယကနေစပြီးတော့ဘီဘီအာကင်းဝေးကြပါစေလက်ရှိဖြစ်ပေါ်နေသောခက်ခဲများမားနဲ့လည်းအမြန်ဆုံးကျော်လွှားဖြစ်ကျော်နိုင်ကြပါစေလို့ဆရာအခဝင်ကနေစုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာ